မမလိုမေးသလိုပေါ့နော်လူတယောက်တစ်ယောက်ပေါင်းဆက်တဲ့ကိစ္စဆိုလို့ရှင်ပို့ဆိုးတယ်ဟိုကအမဖုန်းလေးတစ်လုံးလိုချင်တယ်ပေါ့တက်မဲ့အရာဝတ္ထုတစ်ခုဆိုအမချက်ချင်းကောက်ဝယ်လိုက်လို့ရတယ်လीဒါပေမဲ့ကိုလိုပဲစိတ်ရှိတဲ့လူတယောက်ကိုခုနကမှထားချင်တယ်ဆိုတဲ့အခါမှာအဲ့လောက်မလွယ်ကူအဲဒါမျိုးလေးတွေကြောင်းလည်းဖြစ်နောက်နှေးကြကြတာရှိနိုင်တာပေါ့နော်ဒါပေမဲ့ညီလေးပြောသလိုသူ့ plan တိုင်းသွားနိုင်တော့အကောင်းဆုံးပဲပေါ့ကဟုတ်အဒီနေ့ကတော့ဒါ KBZ live ပေါ့နော်ဆိုတော့ဟိုခိုင်းပွဲတွေနဲ့မတူဘူးကျွန်တော်ဒီပွဲ အဲမလုတ်မပြုတ်လုတ်ခင်ပေါ့နော်ကာလာတစ်ခုမှာကလေးကဒီ Capital Life ကဝန်ထမ်းနေပေါ့နော်သူတို့ရေမိသားစုဝင်တွေကကျွန်တော်တို့ကိုပါဝင်ရမယ့်ခန်းကဏ္ဍတွေကိုတိုင်ပင်နေပြီးတော့သူတို့အများကြီးမျှော်လင့်ထားတယ်ဟိုကြားနေပြီးတော့ agent နေနဲ့ agency တွေနဲ့လုံးလုံးတောင်မှမဟုတ်ပဲနဲ့ကိုယ်တိုင်ဝန်ထမ်းနေကိုယ်တိုင်ရပေါ့နော်တက်ကြွစွာအဲဒီ season လေးတွေကိုဖန်တီးထားတယ်ဒီနေ့မှာကျွန်တော်လည်းဒါအခုပွဲစရောက်တဲ့အချိန်ဆိုတော့လေဒီဒီတနအီအတွင်းမှာပေါ့နော်ဒီ Capital Life ရဲ့ journey တစ်ခုလုံးမှာရှိခဲ့တဲ့ အဲဒီ walk တွေပေါ့နော်သူတို့ဖန်ပြီးခဲ့တဲ့ဟာတွေကိုလောက်ချီရှုမဲ့တက်ရောက်မဲ့ဧည့်သည်တွေကမြင်တွေ့ခွင့်ရမှာဖြစ်တယ်။အဲဒီတုန်းကကျွန်တော်တို့တစိတစီသားပေါ့နော်အဲအခန်းကဏ္ဍတစ်ခုအားနေပြီးတော့ပေါင်ရင်အဖြစ်ထားပါတယ်။အဲပြီးတော့ဒီမှာ innovation တွေ team work တွေဒါ KBZ live တွေအများကြီးမြင်ရလိမ့်မယ်။နောက်တစ်ခုကတော့အခုဒီနေ့ဟို product အသစ်တစ်ခုပေါ့နော် iMedical Insurance ဆိုတာလေးကို launch လုပ်မယ်။ဆိုတော့အဲ့တွက်လည်း theme song လေးပေါ့နော် commercial song လေးစုပြီးထားပါတယ်။ဟုတ် Medical Insurance တွေကတော့ကိုအများကြီးရှိတာပေါ့နော်မျိုးစုံရှိတာပေါ့ ဟို local မှာလည်းရှိတယ် international မှာလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဟိုဟိုဘယ်လိုပြောမလဲဒီ kiss net တွေပေါ့နော် kiss net တွေတနည်းအားဖြင့်ဒီ internet တွေအဲဒီ online တွေဖွံ့ဖြိုးတိုးတက်လာတာ ਨੇ အမျှဟိုအရင်အထက်ကိုကိုကိုပို့ပြီးတော့စောင့်ရှောက်တဲ့နီလန်းအစ်စ်တွေကလည်းဖြစ်လာတယ်ရှိလာတယ်ပြီးတော့အဲ့ဒါကိုပို့ပြီးတော့တည်ခွင့်လည်းရလာကြတယ်ဆိုတော့ American insurance ကတော့ဒါဟို loser ဟိုဘယ်လိုဘာသာရေးကပြောလို့ရှိရင်တော့ ခန္ဓာရှင်ဝေဒနာရှိတယ်ဆိုသလိုပေါ့နော်ဒီဝေဒနာတွေကိုကျွန်တော်တို့ဟိုတက်သိနားလေတဲ့တိုးတက်တဲ့ဤပညာတွေ knowledge တွေနဲ့ဘယ်လိုမျိုးများကာကွယ်ကြရမလဲပေါ့နော် prevention is better than cure ပေါ့နော်အဲ့ငွေကုန်ကြေးကြလေမများပဲနဲ့အသက်ကိုရှိရှိနေရအောင်ပေါ့နော်ဘယ်လိုလုပ်ကြမလဲဆိုတဲ့အခါမှာဒီ medical insurance knowledge လေးတွေကဝင်လာတာပေါ့တကန်တကန်နာအဲ့တော့ဒါ KBZ life ကနေလဲ i medical insurance ဆိုပြီး product ခုအဲလောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအရင်ကကျွန်တော်ရဲ့ life မှာလဲဒါဆရာဝန်အနေနဲ့ရှိခဲ့တဲ့ live ကိုလည်းပြန်သတိရတဲ့အနေနဲ့လူတွေရဲ့ကျန်းမာရေးကိုလည်း strong တနေရာနေဆောင်းလျှောက်တဲ့အဲအထိပယ်မျိုးနဲ့ပေါ့နော်ဒါ welcome လုပ်တာပါ American Insurance ကိုဟုတ် learning spot တော့စာသားကိုတော့အဲ coast line ရေးထားတယ်အဲ coast line ဆိုတာကတော့ဒါဟို audience တွေဂျာမန် coast line ရေးထားတဲ့ခြင်းတွေကတော့ရှိပြီးသားပြီးတော့ coast line ရဲ့ taste ပေါ့နော်အရသာကိုလည်းသိပြီးသားပေါ့နော်ဒါပေမဲ့ကျွန်တော်နဲ့တော့တခါမှ collaborate မလုပ်မလုပ်ဖူးဘူးအဲကျွန်တော်အရင်တော့ကတော့ Bobo Music Production ကထုတ်ပေးတဲ့အလွမ်းပိုးဆိုတဲ့ခြင်းလေးတစ်ပုတ်ဆိုဘူးတယ်အလွမ်းခြင်းလေးပေါ့နော် coast line ရေးတာပဲ ိုမတူ क्वे ပြတဲ့ပုံစံပဲအလွမ်းပိုးဆိုတော့အလွမ်းဆွေးချင်းဆိုတဲ့အဲဒီပုံစံကိုပဲမြင်ရတဲ့ချင်းလေးပုံတော့ဒါပေမဲ့အခုတစ်ခေါက်ကတော့မဟုတ်ဘဲနဲ့ကိုစလိုင်းကအဲဒီကိုစလိုင်းအောင်မြင်ပြီးတော့မှပြိတက်ကြိုက်တဲ့ချင်းလေးတွေကမြူးမြူးကြောကြောလေးတွေတက်လာပပလေးတွေပြီးတော့အဲ့လိုမျိုးပေါ့နော်နည်းနည်းခက်ဆွာဆွာလေးပေါ့နော်ဆိုတော့ဒီချင်းကို I Medical Insurance ကလည်းကျွန်တော်စုခိုင်းတယ်ဆိုတော့ကျွန်တော်ပုံစံနဲ့တော့အမှန်တမ်းပြောရင်တော့ဟိုပြောမလဲ မျောလင်းလို့ဟိုမျက်လုံးထဲမှာမမှန်တော့မမြင်ရအောင် challenges တခုပေါ့เนาะအဲဒီ challenges လေးအတွက်ပါဝင်ထားတာပါကျွန်တော်တို့အတွက်အဲ challenge ဖြစ်ပါတယ်ဒီချင်းလေးကဟို coastline ရေးကြတဲ့အောပါကျွန်တော်တို့အတွက် challenge ဖြစ်တယ်ပေါ့เนาะပြီးတော့ number 2ကတော့ commercial sound ဖြစ်တဲ့အတွက် live sound တော့မဟုတ်ဘူးအဲ့တော့အရင်လိုမျိုးဟိုလွန်လွန်ဆွေးဆွေးတွေဒီမှာဟိုချစ်စရာကောင်းအောင်နေကျွန်တော်ဆိုရတာမျိုးမဟုတ်ဘဲနဲ့နားဆင်မဲ့လူကိုဒီ product ဆိုတာဘာလဲလို့ရှိရင်ဘယ်လိုအသုံးဝင်တာလဲဘာလို့မှလဲဆိုတဲ့ဟာကို short to the point ပေါ့เนาะ message တွေပေးရတာဖြစ်တဲ့အတွက်ကျွန်ညာချင်းဆိုတဲ့ ဲ practice နဲ့ဒီခိုင်းစုံတွေက lab sound နဲ့တော့မတူဆိုတော့အဲ့လေးတော့ aside ထောက်ရပါတယ်။ music producer ကတော့ကိုဖြုတ်မိနိုင်ပေါ့နော်။ပြီးတော့ကျွန်တော်တောက်ထဲမဟုတ်ဘူးတွဲပြီးတော့ညီမလေး Nora ကလည်းစုံတွဲပေါ့နော်။ပါဝင်ပြီးတော့အပ်ဖြစ်ထားပါတယ်။ပုံဖော်တာပေါ့နော်။ပုံဖော်တဲ့ခါမှာဟိုကျွန်တော်တို့ဒါများသောအားဖြင့်ဒီပြည်ရင်းမှာစီးကူတာတဲ့ကုန်ကြစည်းကိုပဲ coverage လုပ်မှလားဆိုတော့ဒီထဲမှာဆိုကျွန်တော် information တွေပေးထားတယ် ဒါပြပအထိသွားပြီးတော့ကုသနိုင်နေဆိုတော့အဲ knowledge တွေပါတယ်ပြီးတော့ဟိုငွေပေးစရာမလိုပဲနဲ့เนาะဒီ insurance လေးနဲ့ပဲကျွန်တော်တို့ဒါကျန်းမာရေးစောင့်ရှောက်လို့ရတယ်ဆိုတာတွေပါတယ်အဲပြီးတော့ Bangkok ထိသွားပြီးကုသနိုင်နေဆိုတဲ့ဟာတွေပါတယ်ဆိုတော့ဒီ message တွေကတော့ဟိုတချင်းနဲ့အံဝင်ခွင့်ကြပြအောင်ကို slide တွေပညာရဲ့ American insurance ရဲ့ဖြစ်စေခြင်းနဲ့စိတ်နဲ့ပူးပေါင်းထားတာပေါ့เนาะဆိုတော့နောက်ဆုံးမှာကျွန်တော် solo grant လေးရှိတယ် ဟိုတင့်အိမ်မက်တွေကိုရွှေ့ဆိုင်းစရာမလိုတဲ့ i medical insurance ဆိုတာလေးပေါ့အဲ့ဒီစကလုံးလေးကိုချိန်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အားလုံးမှအိမ်မက်တွေရှိတယ်။တစ်ခါတလေမှာဟို coverage တွေပေါ့ boundary ပေါ့ကျွန်တော်တို့ချုံနှောင်ထားတဲ့အရာတွေကြောင့်ဒီအိမ်မက်တွေကိုကျွန်တော်တို့ရွှေ့ပလိုက်ရတယ်။ဟိုတခြားသောအိမ်မက်တွေထက်ဆိုင်တော့ကျန်းမာရေးကျန်းမာခြင်းနဲ့ဆိုတဲ့အိမ်မက်လေးကတော့ဒါလူတိုင်းဖြစ်ချင်းကြမှာပဲ။ကျွန်တော်တို့ကျန်းမာနေအပူကုန်စရာ မလို့ဘူးအဲမချမ်းပါဘူးဆိုတော့ဒီအပူခုံချငွေတွေကဒီချမ်းပါကြီးတွေကျွန်တော်တို့သုံးရမှာပဲဘယ်သူမှတော့ជីជីပြူပြူသုံးကြတဲ့ငွေချေးတွေမဟုတ်ကြဘူးချမ်းပါနေတယ်ဆိုရင်ဒါလေးတွေကတော့နှမျောစာလေးတွေပေါ့နော်ဆိုတော့အဲအိမ်မက်တွေကိုရွှေ့ဆိုင်းစရာမလိုတဲ့ i medical insurance တွေအဲစကလုံးလေးကိုကြိုက်ပါနှစ်ပိုင်းပေါ့နော်ဟိုဒီပိုင်းကတော့စပြီးတော့ဒီ product လေးကိုဖန်တီးတဲ့လူတွေရဲ့စေတနာပေါ့နော်ဒီ KBS Life i medical insurance ဒီ teamwork အားလုံးပေါ့ကိုအဲဒီစေတနာ အလျောက်ပေါ့နော်ဟိုဒီရောက်သုံးဆွဲမဲ့ audience ရဲ့ချစ်ချင်းမြတ်တာပြီးတော့ဟိုလေရောယုံကြည်အားကိုးမှုဒါတွေကိုအဲစရတဲ့တို့ရပါစေလို့ကျွန်တော်ဆန္ဒပြုပါတယ်အဲပြီးတော့သုံးဆွဲမဲ့လူတွေအတွက်ကြတော့လေကျွန်တော်လ ీల ာကြရည်အများကြီးလ ీల ာလို့ဘယ်အရာမဆိုပေါ့နော်လ ీల ာလို့ရတယ်လွယ်လွယ်ကူကူလ ీల ာလို့ရတယ်ခစ်မှာအဲကျွန်တော်လ ీల ာကြည့်ပါဒီ American Insurance product လေးကိုအဲကိုလ ీల ာကြည့်ပြီးတော့ကို့အတွက်အခြားသော American Insurance ရဲ့အချိုးများတယ်လို့ယုံကြည်ရဆိုလို့ရှိရင်လည်းဒါ အဲတုံးဆွဲကြပါတုံးဆွဲကြည့်ပါလို့ကျွန်တော်တိုက်တွန်းရင်းနဲ့အဲ prevention is better than cure ပေါ့နော်အမြဲတမ်းပြောနေကြစကားတိုင်းကျန်းမာရေးလက်ကြီးတစ်ပါးဖြစ်တဲ့အတွက်ကျန်းမာအောင်ကျွန်တော်တို့အတူတူဆောင်ရှောက်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်ဟိုအမှန်နဲ့အမှန်တကယ်ဆိုရင်တော့ကျွန်တော်ကတော့ကိုယ့်ကိုယ်ကိုကတော့ဟိုလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နဲ့အဲ့လိုပေါ့ပေါ့ပါပါနေတတ်တဲ့ type မျိုးမှာပါတယ်ဒါပေမဲ့ ဟိုအမမင်းစလို့ပေါ့နော်ဟိုဒါကိုစောင့်ရှောက်ဖို့လိုအပ်တယ်ဆိုရဲအလမ်းနေကျွန်တော်မှာရှိတယ်ရှိတယ်ဆိုတာဟိုလက္ခဏာတွေကျွန်တော်ဂီလာနာလို့ပြောမှာပေါ့နော်ယောဂများတယ်များတော့လက္ခဏာတွေကပြလာတော့လက္ခဏာတွေပြလာပြီဆိုလို့ရှိလို့ရှင်တော့ဟိုလူတွေမှာတော့အမျိုးမျိုးရှိတယ်ဥမာထားပါတော့ဘာမှမလုပ်ဘဲနဲ့ကိုကိုကိုဂိမ်းဆိုင်ပဲနဲ့နေတဲ့လူရန်စာတစ်မျိုးဒါမှမဟုတ်ရှင်လက္ခဏာပြလာတဲ့အချိန်မှာတိလူရှူတဲ့လူရန်စာတစ်မျိုးဒါမှမဟုတ်လက္ခဏာပြလာတာကို အဲဂယူတဆိုင်စေကူတာတဲ့လူရန်သားတမျိုးနဲ့နောက်ဆုံးဘာမှမဖြစ်ပဲကောင်းနေရသားနဲ့ကိုပုံမှန် medical check up လုပ်တဲ့လူမျိုးပေါ့နော်အဲ့လိုမျိုးလင်းမျိုးလေးစားမှဆိုလို့ရှိရင်တော့နောက်ဆုံးမှပြောရဲပေါ့ဘာမှမဟုတ်ပဲ annually ပဲဖြစ်ဖြစ် six monthly ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုစစ်နေတဲ့လူတွေအတွက်ကတော့အရင်ကောင်းတယ် very very perfect ပေါ့နော်အဲ့လိုမျိုးပဲနဲ့လက္ခဏာပြလာပြီဆိုလို့ရှိရင်သွားစစ်ချင်တယ်ဆိုရဲဒီကျန်းမာရေးအသိပေါ်လာတဲ့လူတွေအတွက်ကလည်းကောင်းတယ်ဟိုကျွန်တော်တို့ပြည်သူတွေအများစုမှာကြတော့ နေလိုက်ပါအောင်မဲတဲ့မနေလိုက်ပါအောင်မဲဆောင်းလိုက်ပါအောင်မဲဘာမှမဖြစ်သေးလောက်ပါဘူးဆိုရဲအတွေးလေးတွေနဲ့ကျွန်တော်တို့ကဒီလက္ခဏာကိုလစ်လူရှုထားတတ်ကြတယ်ကျွန်တော်တို့ခန္ဓာကိုယ်ဆိုတာကျွန်တော်တို့ပုံမှန်အရင်သစ္စာရှိတယ် တကယ်တကယ်ဟိုသူ့မှာဟိုရအောင်ခံနိုင်ရှိအောင်သူစူးစမ်းတယ်အဲနောက်ဆုံးမရတော့ဘူးတဲ့အချိန်ကျဆိုရင်သူက sign လေးပြတယ်ဆိုတော့ဒီအချိန်မှာသူပြင်ပန်းနေပြီဆိုတော့ကျွန်တော်ကအတိအမှတ်ပြုတင်တယ်ပေါ့နော်အဲ့တော့ဟိုဒီ interview လေးကိုကြည့်ရင်းနဲ့ပဲဒါကျမ်းမာရင်းစောင့်ရှောက်ဖို့တရုံးတနေရာနေတွန်းအားလေးဖြစ်စင်မယ်ဆိုရင်ကျွန်တော်ဝမ်းသာပါတယ်ဟိုယောဂလက္ခဏာပြပြီဆိုတာဒါစစ်ဆေးကုသမှုခံယူဖို့အတွက်တင့်တော်ဆုံးအချိန်ဖြစ်နေပါပြီပေါ့နော်အဲ့တော့အားလေးတော့လှစ်လို့မရှိပါနဲ့ပေါ့နော်အဲ့လိုမျိုးပြောချင်ပါတယ်အဲကျွန်တော်အဲ့လိုလက္ခဏာပြရင်တော့ပြရတယ်တဲ့မှာပါလက္ခဏာပြရင်ပေပေတေတေနေပြီးတော့အဲ့လိုမျိုးပြစ်ထားတဲ့လူတော့မဟုတ်ဘူးပေါ့နော်အတော်သေးတယ်လို့ပြောမှာပေါ့လေပ ုံမှန်တော့ကျန်းမာရေးလိုက်စားပြီး check up လုပ်ဖြစ်လာဆိုတော့ကျွန်တော်မလုပ်ဖြစ်ဘူးဒါပေမဲ့အဲ့လိုလက္ခဏာတစုံတရာပေါ်လာပြီဆိုတော့ကိုကဆေးကြောင်းမှာစာရီကလည်းတင်ခဲ့တာဆိုတော့ကိုကောက်တာပေါ့နော်စာရီပြန်ကြည့်ပြီးတော့ငါဒီလက္ခဏာကြီးပေါ်လာပြီပြီးရင်ဒါဖြစ်တော့မှလားမသိဒါဖြစ်တော့အဲ့လိုခောက်ပြီးတော့အဲဆေးကံပြေးရတဲ့ဟာမျိုးရှိတယ်ကျွန်တော်မကြသေးဘူးပြီးခဲ့တဲ့လပိုင်းမှာကျွန်တော် check up တစ်ခေါက်လုပ်ထားသေးတယ်လုပ်ထားတော့အဲ့လိုမျိုးပေါ့ ဟိုဒီအသက်ပိုင်းချမှာကျွန်တော်သွေးတွင်းအဆီတွေများတယ်အဲပြီးတော့စီဂျိုတော့မဖြစ်သေးဘူးဒါပေမဲ့ဟို hemoglobin A1c ဆိုတာရှိတယ်အဲကောင်ကတော့သူအရင်တုန်းကအဲစီဂျိုပုံမှန်မို့ကောင်းကယ်လားမကောင်းကယ်ဘူးလားဆိုတော့ပြန်တိုင်းတာတော့ကျွန်တော်က normal ချိရမယ် limit ရဲ့ upper limit တော့ဒီအသက်ပိုင်းချမှာဒါမဖြစ်သင့်ဘူးပေါ့နော်ဆိုတော့အခုအဲကျွန်မကြီးပြန်လိုက်စားနေရပါတယ်လို့အော်ကျွန်တော်ကတော့ကုပေးရတယ်လို့လားကျွန်တော်ဆရာဝန်အနေနဲ့ကုပေးရတယ်အဲ့ဒါတော့ရှိတာပေါ့အများကြီးပဲအများကြီးပဲတကယ်ရင်းမိတ်ဆွေတွေထဲမှာလည်းရှိတယ်မိသားစုမှာလည်းရှိတယ်အဲဒီတော့ဒီနုပညာခီးလန်းရဲ့ ဟိုဆရာသမားတွေမိဘတွေမှလည်းရှိတယ်ကျွန်တော်ကျတော့ medical insurance လုပ်ထားတယ်ပြီးတော့ life insurance ပေါ့နော်အသက်အာမခံလုပ်ထားတယ်ပြီးတော့ကားအာမခံလုပ်ထားတယ်ဒါပဲအဲ့တော့ဘယ်ဘူးဆိုရင်လို့လားဒီကိုအဓိကဟိုဟာဒီဒီ medical insurance ကတော့လုပ်သင့်တယ်ပေါ့နော်လူဆိုခုနကပြောသလိုကျွန်တော်အသက်ရှင်နေသေးဒီဝေဒနာနဲ့ဒုက္ခတော့ရှိနေမှာပဲပြီးတော့ကျွန်တော်တို့ကဒီတိုင်းနေတဲ့လူတွေလည်းမဟုတ်ဘူးသိတယ်မလားဟိုစားတောက်နေရလीများသောအားဖြင့်ကျွန်တော်တို့ခန္ဓာကိုယ်တွေကိုဝင်တဲ့ ပစ္စည်းတွေကပဲခုပြန်ပြီးဒုက္ခပေးတာဆိုတော့ဒါတွေလည်းကျွန်တော်က limit adaci မရှိဘူးပြီးတော့ဟိုအပြင်ကအပြင်စာတွေဆိုတော့လည်းဘယ်လောက်ထိစိတ်ချရမလဲဆိုတော့ဘယ်သူမှတိုင်းတာစစ်ဆေးပြီးမှစားကြတာတွေမဟုတ်ဘူးဆိုတော့ medical insurance ဆိုတော့လိုလိုတယ်ဒါပေမဲ့ medical insurance လုံးတော့မယ်ဆိုလို့ရှိရင်ဘာမှမဖြစ်ခင်လုံးမှတန်တာအကယ်၍ကိုကလက္ခဏာတစုံတရာပြနေပြီဆိုလို့ရှိရင် medical insurance ရဲ့ coverage မှာအဲ့တခုကိုသူကဟိုကဖိထုတ်ပလိုက်တာ except exception လောက်လိုက်တာပေါ့နော်လောက်လိုက်တော့တကယ်တော့ကိုခံစားနေရတာဒီဝေဒနာဒီဝေဒနာအတွက်တော့သူက coverage မပေးဘူးဆိုတော့ဘာမှမထူးဘူးလို့ဖြစ်တာပေါ့လေအဲ့တော့ချမ်းပါနေတဲ့လူတွေအားလုံးကတော့ဘာမှမဖြစ်ခင်မှာ American insurance လုပ်တင်တယ်အဲဘဝမှာတော့ life planning ကတော့လူတိုင်းတို့လိုအပ်တာပဲလေကျွန်တော်တို့ဆိုအများကြီးနောက်ကျနေပါပြီတကယ်တကယ်တော့လေအဲ့တော့စောစောစီးစီးအဲ planning ကောင်းကောင်းနဲ့သွားနိုင်တဲ့လူတွေကတော့ဟိုဘောမှာဖြစ်ချင်တာတွေလောလောကူကူရကြဖြစ်ကြတာပေါ့လေဒါပေမဲ့လည်းဓာကြီးကိုကန်တီကန်မှကျွန်တော်ကတော့ဟိုသူ schedule တိုင်းလောက်ကိုလောက်ရမယ်လို့တော့ကျွန်တော်ကယုံကြည်ထားတဲ့လူတွေမှာမပါဘူးပြီးတော့အဲ့မှာမှာမှာ ဟိုအမတို့မေးသလိုပေါ့နော်လူတယောက်နဲ့တယောက်ပေါင်းဆက်တဲ့ကိစ္စဆိုလို့ရှိရင်ပို့ဆိုးတယ်ဟိုအမဖုန်းလေးတစ်လုံးလိုချင်တယ်ပေါ့တတ်မဲ့အရာဝတ္ထုတစ်ခုဆိုအမချက်ချင်းကောက်ဝယ်လိုက်လို့ရတယ်လေဒါပေမဲ့ကိုလိုပဲစိတ်ရှိတဲ့လူတယောက်ကိုခုနမှထားချင်တယ်ဆိုတဲ့အခါမှာအလောက်မလွယ်ကိုအဲဒါမျိုးလေးတွေကြောင့်လည်းဖြစ်နောက်နေကြကြတာရှိနိုင်တာပေါ့နော်ဒါပေမဲ့ညီလေးပြောသလိုသူ့ plan တိုင်းသွားနိုင်တော့အကောင်းဆုံးပဲပေါ့ကဟုတ်ပါဦးမရွေးချယ်ဘူးကျွန်တော်မရွေးချယ်ပါဘူးအဲဒီတိုင်းပဲအဲကောအဆင်ပြေအောင်နေနေပဲအဲ့လိုအဆင်ပြေသလိုလေးဖြစ်နေတာပေါ့ကဟုတ် အဲ့လိုအားတော့မကြောက်ဘူးဒါပေမဲ့မိကေရိုးဆိုတာကိုမျက်စိရှေ့မှာပဲအဲ့လိုတကယ်ချင်းမိတ်ဆွေမောင်တို့မှကိုညီမလေးတွေလိုပဲပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီကြောပေါ့သူတွေ့အခုချိန်ရဘက်နဲ့လဲလက်တွဲနေတာဆယ်စုနှစ်တခုကြော်ပြီဆိုတော့ကျွန်တော်တို့ကတော့မနိုင်ပြောရင်စောစောစီးစီးတောင်မှဒီထက်ပိုပြီးစောစောစီးစီးတောင်မှသူတို့ဟိုအဲ့လိုမျိုးအိမ်တော်တခုဖြစ်ပေါ့နော်လက်တွဲတာမြင်ကျင်သေးတယ်ဒါပေမဲ့အခုလည်းနောက်မကြပါဘူးအဲ့တော့ကိုညီမတယောက်အနေနဲ့ပဲအကိုတယောက်နေရာနေပေါ့နော်ဟို support လုပ်တာပေါ့ဒါလိုစိတ်ပဲရှိပါတယ်ကပ်ပါရီအားလုံးနဲ့အကိုတို့နဲ့ကဘောရာတွေတစ်ခါလေးမိကေတို့ ဟိုဂျိုတို့နဲ့ထက်ဆိုင်သူတို့ရဲ့ဘဲဘဲတွေနဲ့တောင်ကိုရီးယားသွားပြီးဟန်တော့လို့တို့ဟိုရင်းနေတာတို့ကရှိသေးတာဒီအခင်မင်းကတော့ပြတ်သွားစရာမှမလိုတာဆိုမှနကိုကလေးကဒီတိုင်းပဲရှိနေကြတာဆိုကိုကတော့ motivator ဖြစ်နေသေးတယ်အဲ့ကြရင်ဘယ်လိုနေအောင်ကြိမ်ပလေးပြီးတော့ဘယ်လိုနေပြဿနာတွေကိုလာပြီးတော့ကိုကအဲအဲ့လိုမျိုးအားပေးအောင်မလဲမသိသေးဘူးဒီ option ရှိတယ်ရှာနဲ့သွားဆိုတော့သူတို့ကြိုက်ကြတာပဲလေတကယ်ချင်းမိတ်ဆွေချားမှလည်းကိုကိုရန်ကလည်းစိတ်ဆိုးတာတွေရှိတာဆိုတော့အတိုင်းမင်းတာပဲမိကီရောတိတ်မတိုင်းမင်းမိကီကတော့တစ်ခါတလေပေါ့တိုင်းမင်းနဲ့အဲ့ဒီဟို jewel နဲ့ကတော့အနေများတွဲများတော့လေ အဲသူတို့နှစ်ယောက်ကြတော့ခဏခဏအဲညှိနိုင်မရဘူးခေနေကကျတော့ဟိုအဲ့လို relationship ပုံစံမျိုးနဲ့ကျွန်တော်တို့ကအရင်ကြီးအဲ့လိုမျိုးကြီးဟိုဟိုပြောမလဲမပြောပြဖြစ်ကြဘူးလိုမဲ့သွားလာစားတော့ပဲဂျူအရုနဲ့ကကျတော့ဂျူအနဲ့ကျွန်တော်ပွဲကသုံးပုံပုံနှစ်ပုံလောက်ကတူတာဟုတ်သူတို့သွားတဲ့ခီးတိုင်းထွက်တိုင်းမှာဂျူရိုးအတွဲကအမြဲတမ်းမြင်နေရတဲ့အခါမှာဂျူရန်နဲ့ကျတော့ပိုပြီးဟို ဟိုဟိုဂျိုကဘေးကဘာရီပို့ပို့ပြီးတော့လုတ်ပေးလဲဘလို့ဘလို့ကိုယ့်ချစ်သူကိုဆက်ဆံလဲဆိုတော့ပုံမြင်ရတာပေါ့နော်အဲ့လိုဆိုကျွန်တော်တို့ပိုရိုပိုရိုရဲလို့ခံစားရတာပေါ့ဒါပေမဲ့တကယ်တော့ဟိုမိကေတို့အတွင်းထဲကျတော့အမြဲတမ်းကြီးအဲ့လိုမျိုးသွာလာစားတော့မရှိလို့ပါဒါပေမဲ့ဘော်ဒါလိုမျိုးပဲတွေ့ကြရမှာအလုံးနဲ့မတွေ့ပြကြဘူးအဲ့ဒါအခုပြန်ကောက်အောင်ငါကတော့မကောက်ပါဘူးအကူကလေဒီဒီနောက်ပိုင်းကာလာပို့ပြီးတော့ပို့ပို့ဆိုးတယ်ပို့ဆိုးတယ်ဆိုတော့စိတ်ကိုတော်တော်လေးကို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 တုံးတက်တာပေါ့နော်ဟိုထုချိန်နိုင်တယ်ပေါ့ စိတ်ဆိုးတယ်စိတ်ကောက်တယ်ဆိုတော့လူတွေမှာရှိတာပဲဒါပေမဲ့ခဏပဲအဲခဏတစ်ပြုတ်အမြင်မတော်ဘူးဆိုဘဘဘဘဘဆိုပြောထွက်သွားပြီးွားလို့ရှိရင်ပြီးရင်စိတ်ကဘာမှမရှိတော့ဘူးဟိုပြန်မခေါ်မပြောနိုင်တာတို့သိတယ်မလားကောက်တေးပြီးတော့ပြန်ဆုံတဲ့အခါကျရင်အာရမ်းပင်မန်းနဲ့အဲ့အလုပ်ကြီးတော့မလုပ်ဖြစ်ဘူးပါတယ်ကျွန်တော်အဲ့လိုမျိုးအာရှိ Pinterest ကနေပြီးတော့ interior ကိုရှောက်ရှာရတယ်ဒါပေမဲ့အဲ့လိုမျိုး interior designer တွေနဲ့တော့ဟိုလုပ်ဖြစ်တာမျိုးမဟုတ်ဘူးကိုယ့်လက်ကိုယ်ချိနဲ့တနိုင်တပိုင်းလေးတွေပေါ့နော်အဲ့လိုမျိုးအရင် heavy တော့မဟုတ်ဘူးဟုတ်အဲအခုအခုဒီအခန်းလေးကတော့ကောက်တောက်သေးတောက်သေးနေဖြစ်တယ်ဒီခါလေးတကယ်ချင်းနေ နေပြတယ်မိခေရုံးနဲ့အပေါ်အောက်ပဲကေကေမောအောက်ဆိုကျွန်တော်အပေါ်ပဲအဲ့လိုမျိုးဆိုတော့ငယ်ချင်းတွေစုံပြစ်ကြတယ်အဲ့အဲ့ဒီအတွက်ပါပဲချန်တာတော့မိသားစုကဒီကျွန်တော်အမတွေနဲ့ကကျွန်တော်တူနေတယ်လေနေတော့အဲ့အဲ့မှာကျွန်တော်တို့တက်တက်တနေရာရှိပြီးသားဒီနေရာကျွန်တော်တခါတလေပေါ့ငယ်ချင်းတွေနဲ့တွေ့ဖို့ဟုတ်တယ်ဟုတ်တယ်မမထွက်ရသေးဘူးရိုက်ထားတာဟုတ်တယ်ဟုတ်အဲ့ဒါတော့ကျွန်တော်ထင်တာတော့ဂျန်နဲ့တည်းကတ်သွားပြီဆိုတော့လေပြီးတော့ဟိုကအောင်ကောင်းမြတ်နဲ့အတွဲပေါ့နော်ဂျူဂျူလေးဆိုထားတာဆိုတော့ဟိုဒီသချင်းလေး ိုလည်းဟိုအချိန်အချိန်လေးယူပြီးနားထောင်စေချင်တော့လေဇန်နဲ့ကတ်သွားတော့ဇန်ပတိုင်ခင်တော့ထွက်ပြစ်လောက်တော့ထင်တယ်ကျွန်တော်ထင်တော့ဇန်ပြီးမှပဲထွက်ပြစ်မယ်ဇန်ပတိုင်ခင်တော့ဇန်ချင်းအနေနဲ့လှုပ်ထားတာတော့မရှိပါဘူးဟိုရင်တော့ထွက်ပူးတဲ့တင်းညာလေးညင်းလူလေးတော့ပါတော့ Evan လေးတော့ထွက်ပူးတာပေါ့လေဇန်နာနေ့တော့ဒါလေးတွေကိုကိုယ့်ကိုပြန်နှွေးတာပါစပြန်နှွေးတာတော့ပါတော့ရှိတာပေါ့အဲတခြင်းအနေနဲ့ကတော့ခုနပြောတဲ့အချစ်အတမျက်နာဆိုတဲ့ဒီချိုးဆောင်လေးဒီသင်ရှင်အောင်ကောင်းပြန်နေအဲ့ဒါလေးဇန်ပြီးရင်ပေါ့နော်ထွက်လာဖို့စူးစမ်းနေပါတယ် ပြီးတော့ကျွန်တော်နှစ်အသိန်းနှလုံးဆိုရဲကျွန်တော်ထွက်ပြီးသားချင်းလေးကိုပဲ music video ရိုက်ထားတာလေးရှိတယ်အဲ့ဒါလေးကတော့မေတ္တာလက်ဆောင်ပေါ့နော်အမှန်တကယ်တော့မွေးနေ့က February လာဆိုတော့ February လာမှာထွက်ချင်ခဲ့တာဒါပေမဲ့မမိလိုက်ဘူးမမိလိုက်ဘူးဆိုတော့အခု March လအတွင်းထွက်နိုင်မလားပေါ့နော်ကြိုးစားနေပါတယ်အဲဒီမြန်မာနှစ်နှစ်တက်ပေါ့နော်ကျွန်တော် credit နှစ်တက်တော့လည်းတစ်ခေါက်ဆူတောင်းပေးတာပေါ့နော်အခုမြန်မာနှစ်တက်ကိုလည်းနီးလာပြီဆိုတော့ဟိုအဓိကတော့ကျွန်တော်တို့ကနှစ်ဟောင်းအောင်ပေးတဲ့ lesson တွေရှိတာပဲလေအဲ့တော့ဟိုထပ်ပြီးတိုးပွားလာတဲ့အရာတွေရှိတယ်လို့ကိုကိုရှန်နေထွက်ခွာသွားတဲ့အရာတွေလည်းရှိတယ်ဟုတ် ဘယ်အရာတွေကိုမဆိုပါတော့။အဲကျွန်တော်ကလက်ခံခြင်းဆိုတဲ့နေရာမှာအရာပါတော့။ဟိုလက်ခံလက်ခံပြီးတော့အဲသင်ကန်းစာယူပြီးတော့နှစ်တစ်တစ်နှစ်ကိုအဆင်ပြေပြေပေါ့နော်။အကောင်းဆုံးကြော်ဖြတ်နိုင်ပါစေလို့ကျွန်တော်ကဒီ season နဲ့ဆုတောင်းပေးပါတယ်။